သန္တာဝဉ္စင်းဒုက္ခမှကြွရကြွကြွလွတ်ရလွတ်ကြောင်းဖြစ်တဲ့တရားကောင်းတွေကိုစနစ်တကျကြည်ကြံကြုတ်ကိုပေါင်းများအထုတ်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုအထုတ်တဲ့အချိန်ခါမှာခိုင်ခင်မြင်းမြင်းဆောက်တည်ထားတဲ့စိတ်ဓာတ်နဲ့ကြည်ကြံကြုတ်ကိုပေါင်းများအထုတ်ဖို့တော့လိုတယ်တပိတော့ကတိညာနိုင်ပြန်မလို့ဗျာဟုတ်တယ်တတိယကတော့အရင်20လောက်ဒိဋ္ဌံထားတယ်တတိယကတော့10လောက်ဒိဋ္ဌံထားတယ်တတိယကတော့တလလောက်ဒိဋ္ဌံထားတယ်ဒီလိုဆိုလို့ရှိရင်တော့ခိုင်မြဲတဲ့စိတ်ဓာတ်လို့ပြောလို့ရမှာမရဘူး တရားမရမချင်းကဘယ်တော့မှ နောက်မဆုတ်ဘူးလို့တရားရတဲ့အထိအထုတ်မယ်ဆိုပြီးဒီလိုခိုင်မြဲတဲ့စိတ်ဓာတ်နဲ့ထောက်ကြည့်ပြီးတရားကိုကျင့်ရနော်အဲဒီတော့အဲဒီလိုကျင့်မှဒီတရားကရနိုင်တဲ့သဘောရှိပါလားတာမန်ဝရိယရှိနေတဲ့လုံလဝရိယရှိတဲ့ပုဂ္ဂိုလ်တို့ရနိုင်တဲ့တရားမျိုးမဟုတ်ဘူးနော်ရာဂဒေါသမောဟမမန္တရီဒုစရိုက်တရားတွေသိတဲ့ကိုညှဉ်းနှံစေတဲ့ကိလေသာတရားတွေထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်ရဲ့တဏှာမှားတာလင်း ကြောင့်ကြမှုတရားစိုးတွေရှိတယ်။အဲဒီလိုကြောင့်ကြမှုတရားစိုးတွေရှိနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်းမှန်တယ်ဘေးဒုက္ခဆိုတာဖျောက်နိုင်ငယ်နော်။နာဂိသနာတာကိသနာတာကြောင့်ကြမှုတရားစိုးတို့သင်္ချာမရှိနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်း၌ဘယံဘေးဒုက္ခအမျိုးမျိုးသည့်နာနာဟောတိမဖြစ်နိုင်။ကြောင်ကြမှုကနကရာဂလည်းမရှိဘူးဒေါသလည်းမရှိဘူးရာဂကြောင့်ကြောင်ကြမှုနော်။ဒါအတွက်ကြောင်ကြတယ်၊သမီးအတွက်ကြောင်ကြတယ် မိအတွက်ကြောင်းကြတယ်ပစ္စည်းအတွက်ကြောင်းကြတယ်ဒီလိုကြောင်းကြမှုမျိုးတွေကိုဘာခေါ်လဲရာဂနဲ့ကြောင်းကြမှုလို့ခေါ်တယ်တွေ့တမှုနဲ့ကြောင်းကြနော်အဲဒေါသနဲ့ကြောင်းကြမှုတွေလည်းမရှိဘူးလားရှိတယ်မခံကျင်လို့ပေါ့ကြောင်းကြမှုတွေငါတာအောင်လို့မယ်ဆိုပြီးကြောင်းကြမှုတွေလည်းမရှိဘူးလားရှိတယ်မမနာကြောင့်ကြောင်းကြမှုတွေလည်းရှိနော်ဒိဋ္ဌိအယူဝါဒအမျိုးမျိုးကြောင့်မိမိရဲ့အယူဝါဒခိုင်မြဲစေခြင်းနဲ့ကြောင်းကြမှုမျိုးတွေလည်းမရှိဘူးလားရှိကြတယ် ဒုစရိုက်တရားတွေဒီဒီဒုစရိုက်တရားတွေငါလွန်ကျုပ်ပြအမိဒါတော့မှားပြီဒီနေ့ဒီဒုစရိုက်တရားတွေကငါကိုပြန်ပြီးတော့အကျိုးပြတော့မယ်ဆိုပြီးတော့စိတ်ထဲမှာကြောက်ကြမှုတွေမရှိဘူးလားရှိတယ်လူတယောက်ကိုမိမိကတတ်ခဲ့မိတယ်ဆိုကြတယ်နော်ဒီဒုစရိုက်ကြောင့်တစ်ချိန်မှမိမိမှာဒီဘဝမှာတော့လကောက်မင်းပြင်းမင်းပြင်းမင်းတန်းသိမ့်မယ်သို့မဟုတ်နောင်တန္တရာမှာတော့လကောက်ဒုက္ခရောက်ဒီလိုကြောက်ကြမှုတွေမရှိနိုင်ဘူးလားရှိဒုစရိုက်တရားတွေကိုလွန်ကျူးနေတဲ့ပုဂ္ဂိုလ်ရဲ့တန္တာမှာတန်လည်းဒီကြောက်ကြမှုတရားစုတွေရှိတယ် ဘေးဒုက္ခတွေအဲ့ကြောင်းကြောင်းမှုရှိတဲ့ပုဂ္ဂိုလ်တဏ္ဍာမှန်တယ်ဘေးဒုက္ခကဆက်ရောက်နိုင်တယ်။ကြောင်းကြောင်းမှုတရားတွေမရှိတဲ့ပုဂ္ဂိုလ်တဏ္ဍာမှန်ဘေးဒုက္ခဆိုတာဆက်ရောက်နိုင်မလား။မဆက်ရောက်နိုင်ဘူး။